သက်၁၄နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့တမီချောလေးပြိုင်သူခါကိုပြည်သက်တွေနဲ့မိတ်ဆက်ပေးလာခဲ့တဲ့တရုတ်ဆောင်ကြကြောဘူမင်္ဂလာပါပြည်သက်ကြီးရေရွှေမန်းဦးတင်မောင်ရဲ့အနုပညာမျိုးဆက်ထဲကတယောက်ဖြစ်တဲ့တရုတ်ဆောင်ကြကြောဘူကတော့အဖိုးနဲ့အဖေတို့ရဲ့ဆက်သပင်လောကတွေကိုဝင်ရောက်ခြင်းမရှိခဲ့ပေမယ့်အနုပညာလောကဖြစ်တဲ့တရုတ်ဆောင်တယောက်အနေနဲ့တော့ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်ခုဆိုရင်တော့တရုတ်ဆောင်ကြကြောဘူကအကယ်ဒမီစုကြီးတစ်ခုကိုလည်းတင်ပိုက်ထားနိုင်ပြီဖြစ်တဲ့အတွက်သူရဲ့ဉာဏ်ပညာပန်းတိုင်းကရောက်ရှိခဲ့ပြီလို့ပြောရမှာလည်းဖြစ်ပါတယ် အနုပညာလောကမှာအောင်မြင်ပေမဲ့လေမိသားစုအရင်းနဲ့ပတ်သက်ပြီးအမြဲတမ်းခြားပြားလေးမရှိတဲ့ကြကြောဘိုးကအသက်၁၄နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့တမီးလေးပြိုင်သူခါကိုပြည်သက်ကြီးနဲ့မိတ်ဆက်ပေးလာခဲ့တာဖြစ်ပါတယ်တယောက်ဆောင်ကြကြောဘူကအိမ်အောင်ချပေးတဲ့နောက်တမီးလေးတယောက်ထွန်းကားခဲ့တာဖြစ်ပြီးဒီတမီးလေးတယောက်ထဲကိုသာတဲတဲလှုပ်ချစ်ခဲ့ရပြီးတော့အစစရာရာပြေဆုံးပြီးပညာတော်တဲ့တမီးလေးတယောက်ဖြစ်အောင်လဲကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ကြကြောဘူကတော့အနုပညာမင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နှင်းစီအငိမ့်ဖွဲ့ရဲ့အဖွဲ့ဝင်တယောက်လည်းဖြစ်တာကြောင့်နှင်းစီအငိမ့်ဖွဲ့တွေကတရုတ်ဆောင်နေဖြစ်ကြတဲ့တရုတ်ဆောင်နေတို့နဲ့ထွန်းထွန်းတို့ကလည်းကြကြောဘူရဲ့သမီးလေးပြိုင်သူခါကိုမွေးကင်းစအရွယ်ကလေးကချစ်လာခဲ့ကြတာဖြစ်ပါတယ်။ ကြကြောဘိုးကသမီးလေးပြိုင်သူခါနဲ့ပတ်သက်ပြီးသမီးလေးကအခုဆိုရင်အသက်၁၄နှစ်ပြည့်သွားခဲ့ပါပြီ။ဒီအရွယ်ကတော့ပညာရေးကိုဦးစားပေးရမယ့်အရွယ်ပဲရှိသေးတာမို့လို့မိဘတွေနဲ့တောင်မှတရင်တနည်းသိမ့်မနေတော့ဘဲနဲ့သူစားလုံးနေတဲ့အချိန်တွေနဲ့ကျန်တဲ့အချိန်တွေမှာလည်းသူ့ဘာသူပဲအေးအေးဆေးဆေးနေတတ်တဲ့အချိန်ရှိပါတယ်ဟုဆိုကသမီးလေးပြိုင်သူခါနဲ့ပတ်သက်ပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့နမဲကျော်နီးပညာရှင်တွေရဲ့သားသမီးတွေကအရွယ်တစ်ခုကိုရောက်လာခဲ့ပြီဖြစ်တာကြောင့်ပြည်သက်တွေကသူတို့ရဲ့သားသမီးတွေကိုလည်းအနုပညာမျိုးဆက်တွေအနေနဲ့မြင်တွေ့ဇင်နေကြတာလည်းဖြစ်ပါတယ်ရောက်ဆောင်ကြကြဘူးရဲ့တမီလေးပြိုင်သူခါကလည်းအနုပညာလောကထဲမှာတောက်ပတဲ့အခြေတွင်ဖြစ်လာနိုင်မလားဆိုတာကိုတော့ပြည်သက်ကြီးကဆက်လက်ဆောင်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ကြကြဘူးကိုချစ်ခင်အားပေးကြသလိုပဲကြကြဘူးရဲ့တမီလေးပြိုင်သူခါကိုလည်းပြည်သက်ကြီးကချစ်ခင်အားပေးကြပါအောင်ရှင်။